ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ်ညာမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ၏။ဗျာဒိတ်ကျမ်းအခန်းကြီး19ဖလားခုနှစ်လုံးရှိသောကောင်းငင်တမန်ခုနှစ်ပါးတို့တွင်တပါးသည်လာပြီးလျင်ငါ့ကိုနှုတ်ဆက်၍လာခဲ့ပါ။ရေအပေါ်မှထိုင်သောပြည်တစားကြီး၌စီရင်ခြင်းအမှုကိုငါပြမည်။လောကီရှင်မင်းတို့သည်မတရားသောမိထုံကိုသူနှင့်ပြုကြ၏။ညီကြီးသားတို့သည်သူ၏မတရားသောမိထုံ၏ စပည့်ရင်နှင့်ရင့်မှုကြပြီဟုပြောဆိုလျက်ငါကိုဝိညာဉ်တော်အဖြစ်တော်သူဆောင်းသွားလေ၏ခေါင်းခုနှလုံးနှင့်ဂျိုးဆဲချောင်းရှိ၍ဖျားခင်၏အတည်ရတော်ကိုရှုတ်ချသော နာမရုနှင့်အပြည့်ရှိသောတားရဲ့ဤအပေါ်မှာထိုင်လျက်ရှိသောမိမတအူးကိုငါမြင်၏ထိုမိမသည်အဝတ်ဤအဝတ်မောင်းကိုဝတ်လျက်ရွှေတစားအကြောင်းမြတ်တစားပလဲတစားကိုဆင်းလျက်ရှိ၏ ဆက်ဆုပ်ရွှန်ရှားပွေသောအရာနှင့်၎င်းမိမိမတရားသော မေထုံ၏ညစ်ညူးခြင်းနှင့်၎င်းပြည့်သောရွှေဖလားကိုကိုင်းရက်ရှိနဖူး၌အခေအတင်သောဘွဲ့မူကနက်နဲသောအရာဘာပုလုံမျိုးကြီးပြည်တစားတို့၏အမိညီ၌ဆက်ဆုပ်ရွှန်ရှားပွေသောအရာတို့၏အမိပေသည်ထိုမိမသည်တန်ရှင်းသူတို့၏အသွေးယေရှု၏တက်တည်ခံတို့၏အသွေးနှင့်ယဉ်မူသည်ကိုငါမြင်၏ထိုတို့မြင်သောအခါအလွန်အံ့ဩမိန်မော၍နေ၏ ကောင်းငင်တမန်ကလည်းအဘေကြောင့်အံ့ဩသည်နီထိုမိမ့်မအိနဲ့နဲသော အရာကို၎င်းခေါင်းခုနှလုံးနှင့်ဂျိုးဆဲကြောင့်ရှိ၍ထိုမိမ့်မကိုဆောင်းသောတားရဲ့ဤနဲ့နဲသောအရာကို၎င်းငါပြောမည်ယခုမြင်သောတားရဲ့သည်ဖြစ်ဖူးပြီးဖြစ်ဆဲမရှိအနက်ဆုံးသောတွင်တဲ့ကတက်၍ဖြက်စည်းခြင်းသို့ရောက်လိမ့်မည်ကဘာဦးကပဲအသက်စာဆောင်၌ဆယင်းမဝင်သောမြေကြီးသားတို့သည်ဖြစ်ဖူး၍ဖြစ်ဆဲမရှိ ဖြစ်လက်တန်သော သားရဲကိုမြင်ရသောအခါအော်ဩကြလိမ့်မည်။ဤအရာ၌ပညာနှင့်ပြည့်စုံသောဉာဏ်ရှိ၏ခေါင်းခုနှလုံးကမိမထိုင်သောတောင်ခုနှလုံးဖြစ်၏။ရှင်မယင်ခုနှစ်ပါးလည်းဖြစ်၏။ငါးပါးကြပြီးတစ်ပါးရှိသေး၏။တစ်ပါးဖြစ်လေအုံးမည်ဖြစ်သောအခါတခဏသာတည်လိမ့်မည်။ဖြစ်ဖူး၍ဖြစ်ဆဲမရှိသောသားရဲသည်ရှိပါမြောက်သော ရှင်ဘရင်ဖြစ်ခုနှစ်ပါးအဝင်လည်းဖြစ်ဖြည့်စည်းခြင်းတို့ရောက်ရလိမ့်မည် ယခုမြင်သောဂျူဆေချောင်းကမင်းအာနာဇက်ကိုမရသေးသော ရှင်ဘရင်ဆေပါဖြစ်၏ရှင်ဘရင်၏အာနာဇက်ကိုတားရဲ့နှင့်အတူတစ်ချက်ထဲရကြလိမ့်မည်ထို့သူတို့သည်သဘောတူ၍မိမိတို့တကိုးအာနာဇက်ကိုတားရဲ့၌အပ်ပေးကြလိမ့်မည် သူတို့သည်သိုးတငယ်ကိုစစ်တိုက်၍သိုးတငယ်သည်နိုင်တော်မူမည်အကြောင်းမူကားသိုးတငယ်သည်သခင်တို့၏သခင်ဘရင်တို့၏ဘရင်ဖြစ်တော်မူ၏ ကိုရိုနစ်အတူရှိသောသူတို့သည်လည်းခေါ်တော်မူသောသူရွေးချယ်တော်မူသောသူတစ္ဆာရှိသောသူဖြစ်ကြ၏ယခုမြင်၍ပြည်ရစားထိုင်သောရေကအတိအတိဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစုဖြစ်သည်ယခုမြင်သောဂျိုးဆယ်เจ้าနှင့်တားရဲသည်ပြည်ရစားကိုမုံ၍သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်သူ၏အဝတ်တစားကိုချွတ်၍သူ၏အသားကို깟စားလိမ့်မည်သူ၏ကိုယ်ကိုလည်းမီးရှို့လိမ့်မည်အကြောင်းမူကား ူတို့သည်ဖျားသခင်၏အလိုတော်ကိုပြုခြင်းငှာ၎င်းနှုတ်ကပတ်တော်မပြည့်စုံမီတိုင်အောင်သဘောတူ၍မိမိတို့နိုင်ငံများကိုတားရဲ၌အပ်ပေးခြင်းငှာ၎င်းဖျားသခင်သည်သူတို့၌အကြံပေးတော်မူ၏ယခုမြင်သောမိမသည်လည်းလောကီရှင်မယင်တို့ကို အုပ်ဆိုးသောမြို့ကြီးဖြစ်သည်ဟုကောင်းငင်တမန်ပြောဆို၏အာမင်